ားလုံးမမိန်ပါပါမျိုးရှင်လေးမှပြန်လဲကြည့်ဆိုလိုက်ပါတယ်နိုဝင်ဘာ3ရက်နေ့ကျောင်းမိသားစုဦးနေကိုလက်ရှိခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဂျမ်ပတ်စ်ခွေးတက်ရဲ့ဘောကို special မနေတဲ့အမှုပညာရှင်တွေရဲ့နောက်ွယ်ကအကြောင်းလေးတစ်ချက်နှစ်ချက်ကိုကျွန်တော်ဖော်ပြပေးချင်ပါတယ်နေတုံးနဲ့ချုပ်တုံးဆောင်တွေဟာမင်းအွန်လိုင်းစီကတိန်းထောင်နဲ့ချီပြီးတော့ ရယူထားကြတယ်ပြီးတော့တစ်နှစ်တစ်လက်ရယူထားကြသလိုသူရဲ့လုံခြုံရေးအတွက်လုံခြုံရေးအဖွဲ့ဝင်10ဦးပါအဖွဲ့တွေကိုလည်းပဲသူတို့တွေရယူထားကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြခြင်းနဲ့ဗျနောက်တဲ့အသင်းတစ်ခုကတော့ပြည်တော်စုမှာမဖွင့်ပြောတဲ့ကြံ့ဖို့ပါတီကကောင်းတယ်မဲဆွဲစီယုံဖို့အတွက်ကျွန်တော်တို့အခြေခံလူမ်းစားတွေဖြစ်တဲ့ ဒါကျွန်တော်စိုက်ကားသမားတွေဗီဒီယိုမှာစသည်အဖြစ်ပေါ့ဗျာကျွန်တော်နိုင်ငံမှာလည်းစင်းရွံ့ပါတဲ့ခါကျတော့လုံးမရှိအကန့်မရှိအများကြီးရှိပါတယ်ဆိုတော့သူတို့တွေကိုတရက်ကိုမြန်မာကျပ်ဝင်တပေါင်းခွဲပေးမယ်ဆိုပြီးတော့မဲ့တဲ့စီယုံပွဲတွေမှာ live ဖို့ခေါ်ပြီးတော့မှပတ်စံမရှင်းပေးလို့ပြဿနာတက်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးမှာပါဟုတ်ပြီနောက်တစ်ဒင်းခုလည်းရှိပါတယ်အဲ့ဒင်းကတော့တကယ်ကိုအဲ့မခမ်းပါပဲဗျကမ်ဘူမှာပေါ်တာဆွဲဖန်းစီခံရတဲ့လူငယ်၁၀ဦးကပြစောတိခေါင်းဆောင်ကို ရှင်းလိုက်တဲ့အကြောင်းကျွန်တော်လူငယ်၁၀ဦးကိုဒါဖမ်းဆီးပြီးတော့စစ်တပ်နပို့ဖို့အတွက်စီစဉ်နေတဲ့လမ်းပေါ်မှာပဲရင်မောင်းဖြစ်တဲ့ပစောတိကောင်ကိုလက်စည်းကိုညှစ်ပြီးတော့လွတ်မြောက်လာတဲ့လူငယ်၁၀ဦးအကြောင်းကိုကျွန်တော်ဖော်ပြပေးခြင်းပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထိဝင်ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုတဝင်းချင်းတဲ့တန်ကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။အမှုပညာရှင်တွေအမှုပညာရှင်တွေအမှုပညာရှင်တွေဒီပွဲကတော်တော်လေးကြည်ကောင်းတဲ့ပွဲပါ ားလုံးကိုကျွန်တော်တို့ကိုယ့်ရဲ့ကိုယ်ငွေမြင်တွေ့နေရတာဘယ်သူကဘာကောင်လဲဆိုတာအားလုံးခင်းနေရှာရှာကိုမြင်တွေ့နေရတာလုံးဝကိုညင်လို့မရဟုတ်ပြီဒါပြီးခဲ့တဲ့ရှေ့ပြင်မှာလည်းပဲနေတိုးတို့အမြင့်မြတ်တို့အဘယ်သူတို့ဘာကောင်ညာကောင်နေပေါ့ဗျာဒီကောင်နဲ့ပတ်သက်ပြီးတော့ဒါ wine cost ကလည်းတကယ်ကိုအောင်မြင်ထိရောက်ခဲ့ကြတယ်ဟုတ်ပြီကျောင်းပြည်သူ wine cost ကျောင်းပြည်သူကိုဒီကောင်ဒီဘလောက်ကြီးကြောက်ရလဲဆိုတာကိုလည်းကျွန်တော်တို့အားလုံးတွေ့ခဲ့ပြီးဖြစ်ပါတယ် အခုကျွန်တော်ဒီနေ့ပြောမှာကနေတိုးဟာမင်းအောင်လိုက်စီကဲလို့ရောမြမကျောင်းဝင်သိန်းထောင်းနဲ့ချီပြီးတော့ရယူထားတယ်သူတို့ဘောကိုမဖို့အတွက်နေတိုးနေမဟုတ်ဘူးเนาะမြင်းမြတ်တို့လည်းပါတယ်အခြားအမှုပညာရှင်တွေလည်းအကုန်လုံးပဲဒါအပြင်မင်းအောင်ခိုင်ကသူတို့ကိုပစ္စတိုတယောက်ထလက်ပါပေးထားသေးတယ်ဆိုပါတယ်ပြီးတော့သူရဲ့အသက်ကိုသူတို့ကာဝယ်ဖို့တဲ့လုံကြီးအဖွဲ့ဝင်10ဦးပါအဖွဲ့ကိုလည်းပဲ စင်လို့ထားပါတယ်ဟာမင်းတို့တော့ငါမကဲဘူးတော့မင်းတို့တက်ကိုမင်းတို့ကတော့မဟုတ်ကဲမင်းတို့တိတ်သွားရင်ငါမတိဘူးမင်းတို့ကိုငါတိန်ထောင်နဲ့ချီပြီးတော့လဲပေးထားပြီးပြီတနက်တက်လာလဲပေးထားတယ်လုံညုံကြီးလဲပေးထားတယ်ဒါမှဒါတော်မှမြို့ပြယူကြီးအဖွဲ့တွေကျွန်တော်တို့လူငယ်တွေရှင်းခံရတယ်ဆိုရင်တော့ငါကိစ္စမဟုတ်တော့မင်းတို့ကိစ္စအဲ့တော့မင်းတို့ညံ့လို့မင်းတို့ခံရတာမင်းတို့သိဆိုတော့ဒီသတင်းကြားလိုက်တော့ကျွန်တော်ရဲ့မိသားစုဝင်အံ့ဩသွားလာ နေတိုးဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ဗျာညမျက်ဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ပြီးတော့လက်ရှိခရိုနီနဲ့စစ်တပ်နဲ့သူတို့တွေလုံးဝကင်းလို့မရအောင်ဘာလို့ထင်ရှားတော့တွေ့ရမလဲပြီးခဲ့တဲ့ရက်က stage စင်ပေါ်မှာ G-Fire ဆိုတဲ့ကောင်ကျွန်တော်ဒီအောင်တချင်းအဲ့လောက်ထိမသိဘူးကျွန်တော်ရဲ့လူမှုကွန်ဆိုရှယ်စာမျက်နှာထပ်ကိုရောက်လာလို့တာဒီကောင်ရဲ့စကားကိုလည်းကျွန်တော်အစအဆုံးနားမထောင်တန်ဖို့ မဲ့တော့ကျွန်တော်တို့စိတ်ဝင်စားဘူးဒါပေမဲ့ချက်သော status တွေတွေ့တဲ့အခါမှာကျွန်တော်သိတယ်လေဒီကောင်တွေဟာကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများစွာသူသေးစုံနေတဲ့ခေါမီတာသမီတွေနဲ့ပြီးတော့စစ်ပုံကြုံကြည့်တဲ့တာသမီတွေနဲ့သူတို့လောကကင်းလို့မရဘူးလောကကင်းလို့မရလောကကင်းလို့မရတော့သူတို့ဘယ်လမ်းကိုရှောက်မလဲဒီလမ်းပဲရှောက်ပဲဒီနေ့ကျွန်တော်တို့တွေ့ပါတယ်မြို့အချို့ ရင်မြောင်းပုတ်ထဲမှာကြက်ဖို့ပါတီကကောင်းတယ်လူကြီးပိုင်းတွေတော့မဟုတ်ပါဘူးအောက်ခြေကကြုံးဝဲပြည်သူတွေပေါ့ဗျာအချို့အဆင်မပြေတဲ့သူတွေနော်အခွင့်အရေးလေးရမလားပြီးတော့ထောက်ပံ့ကြေးလေးရမလားအဆင်ပြေမလားပေါ့ဗျာဒါလေးတွေပဲကြက်ဖို့ပါတီတွေရောက်သွားတာလေအများကြီးရှိတယ်ကျွန်တော်ကောင်းကောင်းသိတယ်ကျွန်တော်တို့ကလည်းအခြားကဘာသာမဟုတ်ဘူးအခြားကြိုကမဟုတ်ဘူးမြန်မာနိုင်ငံတွေကမြို့ပြမှာနေတဲ့လူငယ်တွေဖြစ်တယ်ဒါကြောင့ တို့ခင်းတဲ့ဟာတွေနောက်ကလိုက်ပြီးရှောက်တဲ့ဟာတွေဘာကြောင့်ရှောက်လဲတို့ကဘယ်လဲအောင်ခင်းသွားလဲကျွန်တော်လည်းကောင်းကောင်းနားလေတယ်။တပ်ဖို့အညီကိုရင်မြောင်းညောင်းကြဲမှာမြောင်းစဲနေ။ကြည့်လိုက်တော့လက်နဲ့။နောက်ဆုံးပေါ် international စက်ကြီးတွေနဲ့မြောင်းစဲတယ်။တို့မလို့မရှက်တယ်။စိတ်ခိုင်းတဲ့ကောင်လေးစဉ်းစားကြည့်ပါဦး။မြောင်းဘာကြောင့်ပိတ်တာလဲ။အမိုက်ရှိလို့ပိတ်တာ။ဘာကြောင့်အမိုက်ရှိတာလဲ။ဟာ plastic ရှိလို့ပေါ့။ဘာကြောင့် plastic တွေရှိတာ။အဲ့ထဲမှာလဲ။ခြေလုံးတဝဲလဲတာ။ ကျွန်တော်နိုင်ငံကိုပညာမတတ်အောင်ပညာမဲ့အောင်ဆင်းရဲမွဲတေအောင်ဖန်တီးထားတာအာနာယူအုပ်စုပညာမဲ့ရင်ပညာမတတ်ရင်သူတို့တွေလက်နက်နဲ့အုပ်ချုပ်လို့ရတယ်ဟုတ်လားအကျွန်တော်ပြောတဲ့စကားကမပြည့်စုံပါဘူးအရှိကျွန်တော်တို့ဒါပညာရှိတွေပေါ့နော်ပြောခဲ့တဲ့စကားတွေဟုတ်ပြီ အခုနေတို့ကတိန်ထောင်နဲ့ချီပြီးတော့မင်းအောင်ဖိုင်စီကငွေကြေးတွေကိုလက်ခံထားတယ်။အခြားသောမိန်းမမိန်းမတွေလည်းအများကြီးလက်ခံထားကြရတယ်။ဇက်ပေါ်ဇက်ရံတွေအများကြီးမြန်မာကျပ်ငွေမင်းအောင်လိုက်ပေးနိုင်တာပေါ့။တို့တကငွေကဘာမှမဟုတ်တာ။စက်ကူကပဲရိုက်ထုတ်တာ။အဲ့ဒီမြန်မာငွေကြက်တံမိုးရှိတဲ့အရာတွေကိုလက်ခံရရှိဦးပြီးတော့ တံမိုးရှိတဲ့လူကုံတိတ်ခါကိုသူတို့တွေလဲလေရယူလိုက်ကြတယ်ပြောချင်တာကကိုကိုကိုရောင်းစားလိုက်ကြတယ်နေတို့နေတို့နဲ့ပတ်သက်ပြီးတော့ပြောတဲ့အချို့ဆိုရင်ဘာဘလာဘာလို့ဝင်ထောက်လဲဆိုတော့ရေဒီယိုအားရခိုင်မှုလို့နေတို့ကိုပဲဖိပြောနေတာလားဆိုတာမျိုးအဲ့ဒီစကားကတော့တကယ်ကိုဘယ်လိုပြောမလဲတော့ဟိုဘလို့တီးလို့စကားဗျရခိုင်မှုလို့ကျွန်တော်တို့ကပဲပြောနေတယ်လို့လို့ပေါ့ဗျမဟုတ်ပါဘူး အရခတတော် AA ကကျွန်တော်နဲ့အတူတူအမြဲတမ်းရှိနေတာပါကျွန်တော်ကအရခတတော် AA ပဲကျွန်တော်တို့ဟာ KIA ပဲကျွန်တော်တို့ဟာ MNTA ပဲကျွန်တော်တို့ဟာ TNL ပဲကျွန်တော်တို့ဟာ MDY PDF ပဲကျွန်တော်တို့ဟာ Rangoon ပဲကျွန်တော်တို့ဟာ KNU ပဲကျွန်တော်တို့ဟာ KNL ပဲကဲကျွန်တော်အားလုံးတူတူပါပဲကျွန်တော်လူငယ်တွေမှာဘာမှမခွဲဘူးအခွဲနေတာကသူတို့ပဲဟုတ်ပြီ သူတို့ရဲ့လုံခြုံရေးနဲ့ကိုကိုကိုကာကွယ်ချကွာငါလုပေးနိုင်တာကတော့ဒါပဲမင်းတို့ကလည်းပတ်စံပေးပြီးပြီအခုမင်းတို့လိုချင်တဲ့တနတ်လည်းထုတ်ပေးပြီးပြီတနတ်လည်းရှိတယ်ပတ်စံလည်းရှိတယ်ပြီးတော့လုံခြုံရေးလည်းပဲပေးထားတယ်အဲ့တော့မင်းတို့ကိုကိုကာကွယ်တော့ဒါကြောင့်မင်းတို့သိရင်ငါ့ကိုအပြစ်မတင်နဲ့နော်မင်းတို့ညံလို့မင်းတို့သိတာဟိုလည်းပဲ ငွေချင်းနဲ့စီးစိမ်ပြီးတော့ဆက်ဆက်တဲ့အာနာဘကတ်သားနဲ့မလွတ်ကင်းနိုင်တဲ့အခြေအနေကြောင့်သူတို့ကိုသူတို့ရောင်းစားလိုက်တယ်။ရောင်းလဲရောင်းစားစင်ကြဗျာ။ဟုတ်ပြီနေတို့ရခိုင်သားရခိုင်ပြန်လို့မှမရတော့တာ။မြောင်းလိုက်မိမတောက်ခေါ်ကျူကျူလာတော့မှရခိုင်ပြန်လို့ရလို့လား။ဆိုတော့အဲ့ဒီစကားတွေမပြောချင်တော့ဘူးကျွန်တော်ရဲ့မိသားစုဝင်တွေ။ လက်ရှိအချိန်ဒီမှာကျွန်တော်တို့ပြည်သူလူထုကလည်းပဲတာဝန်ကြည်ပြီးကျင်နေစေဖြစ်ပါတယ်ကျွန်တော်တို့ကတော့လင်းလင်းရဲ့ရောင်နေနဲ့ပဲခီးဆက်နေတာဖြစ်တယ်ဟုတ်ပြီငွေကြေးသိန်းထောင်နဲ့ချီပြီးတော့လက်ခံထားတယ်တနက်လည်းရှိတယ်ဆိုတော့ကျွန်တော်ပြောလာကအမှုပညာအလုပ်တွေဆက်လို့အောင်မလားဒါမှမဟုတ်ဓမြတိုက်စားမလားတခါပဲဝင်ပြီးတော့စစ်ဘိုလ်ချုပ်ကြီးပဲလှုပ်လိုက်ပါတော့ဗျာ ဟုတ်ပြီနောက်တဲ့တစ်ခုကဇက်ကရေးပါတီကငွေပေးမယ်ဆိုပြီးတော့မဲဆွဲစီယုံကြီးလိုက်ခဲ့တော်လဲအမှန်တကယ်မရရှိလိုက်လို့အတန်းထွက်လာတာပါတာဂီတာကနေပြီးတော့ဆက်စတင်ထွက်လာတဲ့အတန်းပါအဲ့တော့ကပါလဲဆိုတော့ရန်ကုန်တာဂီတာမြို့နယ်မှာဝေယောက်ရှင်ပြိုင်မဲ့ချမ်ဖော့ပါတီကိုစလဲတောင်းတွေဟာလေမဲဆွဲစီယုံကြီးလိုက်ပါရင်စံနဲ့ငွေချက်အပေါင်းပဲပေးမယ်ဆိုပြီးတော့စိုက်ကားသမားတွေဗေးတဲ့သမားတွေကိုပြောဆိုစီယုံခဲ့တာနိုင်ငံကိုဖုန်လဲပြကြောက်လှုပ်ထားတာလေဒီကောင်နေပဲ အပွင့်လေးလုံးကျွန်တော်ပြောတယ်နော်စိုက်ကားသမားဆိုတဲ့သူတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေရင်ကျွန်တော်တင်ကြပြောဆိုတာမဟုတ်ဘူးစိုက်ကားသမားတွေဖြစ်အောင်စိုက်ကားပဲနေလို့ရအောင်ဖန်ပြီးလာတာအဲ့ဒီကောင်တွေပဲဒါမှမဟုတ်တွင်းရတဲ့ဒီ point နဲ့ဒီ point တိုင်းမှာဟောလာကျွန်တော်မိသားစုနဲ့ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့ညီကိုမောင်မတို့ဘယ်ဒီ point မှာဖြစ်ဖြစ်တောင်းစားရှိတယ်အဲ့ဒီတောင်းစားတွေရှိနေအောင်လည်းပဲအနာယူတွေကပဲလှုပ်ထားတာပတ်စံကြားညာညက်ပြီးတော့ရှိုးနဲ့မိုးနဲ့လမ်းလျှောက်လို့မရဘူး မန္လေးမှာဆိုဘလောက်တွေစိုးလဲဗတိုင်းနဲ့ပါထုတ်ထားရတယ်ခိုးဆိုးလူနိုင်တွေအရန်များလုံးတော့ပြည်သူချင်းချင်းပြန်ပြီးတော့သတိပေးနေရဟိုထဲမှာမန္လေးထဲမှာရှိတဲ့ငပြူဆိုတဲ့ကောင်တွေကလည်းမင်းကဟိုဘက်ကကာကြီးငပြူအဖွဲငါကဒီဘက်ကခါဝေးငပြူဖွဲမင်းကာကြီးငပြူဖွဲငါခါဝေးနေမိတယ်မလားနဲ့လာရင်ပြဿနာတက်ကြပြန်ပြီအရှိမဘန်တွေကိုဝင်ဖောက်လာလဲသူတို့ပဲရွှေဆိုင်တွေကိုဝင်ခိုးလာလဲသူတို့ပဲကိုယ့်ဟာဆိုင်က900ဘန်တွေကပတ်စံကိုပါဝင်နှိုက်တာသူတို့ပဲ အဖြေကအကုန်လုံးထွက်နေတာပဲလေဟုတ်ပြီဒီလောက်ဒီစေယံဝတ်တယ်ဒီလောက်ဒီစုပ်ပြတ်တောင်းဖန်တီးထားတာဘာလို့လဲဆိုတော့အဓိကတရားခံကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးပြီအခုစေနေပါတယ်စားကြမရှိပါဘူးတောက်စရာမရှိပါဘူးကျွန်တော်တို့ပြည်သူတွေကဝန်ခံပါတယ်ဟုတ်ပါတယ်အဲ့တော့မဲဆွေစီယုံပွဲလေးစံလေးနဲ့တပေါင်းဝဲရမယ်ဆိုတော့လေမလေးပါလေးတက်ပြီးတော့လေလိုက်ချင်နေလိုက်ကြတာပေါ့ဗျာဒါတွေကရှိပါရက်ွက်ထဲမှာကျွန်တော်တို့လည်း မြူကြီးသားတွေပါဗျာကျွန်တော်တို့သိတာပေါ့ဗျာတာကေတာဘယ်နေရာလဲဖတ်အကုန်သိတယ်တာကေတာကြီးသွားစရာမလိုဘူးကျွန်တော်တော်လေးယုံမှာတာကေတာသူလည်းအများကြီးရှိတယ်ဒါတာကေတာခုလေးပြပလာပါချမြို့နယ်ဒီမှာလည်းအများကြီးရှိပါဒါကြောင့်ကျွန်တော်မိသားစုတွေမှာပုံနဲ့ရန်ကုန်ကကျွန်တော်မိသားစုဝင်နေပုတ်စောင်းနဲ့ကျွန်တော်ရောက်လာမှာဟုတ်ပြီတာကေတာကဘေးကမောင်းတဲ့သူတယောက်ကအလကားပတ်စံလည်းမရဘူးတဲ့ စံလဲမရဘူးတောင်းတော့အုပ်ချုပ်ရေးမှုတွေကိုပေးထားတယ်တဲ့သူတို့ဒီသွားတောင်းတော့လဲမတည်ဘူးဒီပစံလေးတော့မပေးနိုင်မဲနဲ့သူတို့ကိုမဲဆွဲစီယုံမှုကြီးပဲပြောနေကြတယ်တဲ့ကျွန်တော်တို့ဆိုဘေးတွဲမမောင်းရဘူးသူတို့နောက်ပဲလိုက်ရတယ်မဆန်မရတော့နောက်နေမလိုက်တော့ဘူးကိုပဲဒုက္ခရောက်တာတဲ့ဆိုတော့သူတို့တော့ ठी နာရတယ်ဗျာ ကျွန်တော်တို့နေစားကျွန်တော်တို့လူသမားတွေပေါ့နော်လူသမားတွေဆိုတာဒီနေ့လှုပ်ဒီနေ့လှုပ်တဲ့ပတ်စံလေးရပါပေါ့နော်အာအိမ်ပြန်အာကျွေးလေးပါလေးရှိတဲ့လူကလည်းအတိုးလေးပါလေးတတ်ထားပါဗျာပြီးတော့ဆန်လေးပါလေးနည်းနည်းဝယ်အာပြီးရင်အာနောက်နေ့အတွက်ပြင်ဆင်ရပြီးရင်နောက်နေ့ဆက်လုပ်ကြတာနေ့စဉ်နေ့စဉ်နေ့လှုပ်သွားကြတာနေမကောင်းဖျားနာတယ်ဆိုရင်နည်းနည်းပါပတ်စံလေးဒါစုစုဆောင်ထားတာလေးနည်းနည်းပါရှိတယ်ဆိုတော့တမျိုးပဲဗျာဒါကြောင့်စုဆောင်ထားတဲ့ပတ်စံလေးမရှိဘူးဆိုရင်တော့ အာငွေဘောနောအတိုးနဲ့ချေမတိုးချေအတိုးပေါ်တိုးဆင်းတယ်ပဲကျွန်တော်ပြည်သူတွေကတကယ်ကိုအာငလန်မထူနိုင်ကြတာပါအချို့သောမိသားစုဝင်တွေဆိုရင်ကိုယ့်ကိုတက်တည်သွားတဲ့သူတွေတော်ရှိပါတယ်ကျွန်တော်တစ်ခေါက်ကျွန်တော်ရဲ့မိသားစုဝင်ကိုကျွန်တော်သတင်းလေးတစ်ခုအနေနဲ့ဖော်ပြခဲ့တာဘောနောအဖွားကိုတယောက်အသက်60ကျော်ထင်တယ်ဗျကျွန်တော်ပြောခဲ့တော့ကအသက်60ကျော်အဖွားကိုတယောက်ဆိုရင်မြန်မာငွေကျပ်10သိန်းသူအတူအကျွေးမပေးနိုင်တော့လို့သူ့ကိုယ်သူတက်တည်သွားတာ ဆိုတော့အဲ့ဒီနွားငွေကြက်ဆက်သိန်းကလည်းဘယ်လိုဖြစ်သွားတာလဲဆိုတော့တဲ့သူစားစရာမရှိလို့နည်း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 ယူရင်းယူရင်းနဲ့အတိုးအရင်ပေါ်အတိုးထက်အတိုးနဲ့အရင်နဲ့ပေါင်းပေါင်းရင်းပေါင်းနဲ့ဆယ်သိန်းလောက်ဖြစ်သွားတာလေဟာကျွန်တော်တော်တော်စိတ်မကောင်းဘူးဗျာဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်မှကအဖွားတော့မရှိတော့ဘူးလေကျွန်တော်မှအဖွားမရှိတော့ဆိုတော့ဒါမှမဟုတ်ကိုချင်းစားတယ်ပေါ့နော်ဒီအဖွားတွေကဘယ်လောက်ထိကျွန်တော်တို့ပေါ့ပေါ့နော်ကျွန်တော်တို့သားသမီးတွေကျွန်တော်မြေးပေါ်တွေဘယ်လောက်ချစ်လဲဆိုရင်အဲ့လိုမျိုးအဲကျွန်တော်ဆိုရင်အဖွားရဲ့အချစ်ခံခဲ့ရဘူးလေ ဆိုတော့ကျွန်တော်ငယ်တော့ပေါ့နော်ကျွန်တော်အဖွားရှိတဲ့နေရာကိုတောင်းရအဖွားကကျွန်တော်အတွက်စိတ်နှုတ်ရှာပေးထားတယ်ကျွန်တော်ကနှုတ်ရင်ကြိုက်တယ်အဲ့လိုစိတ်နှုတ်လို့နွားနှုတ်လို့အဲ့လိုရင်ကြိုက်တယ်ဆိုတော့အဲကျွန်တော်လာမယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်နှုတ်ကြိုပြီးတော့တိုက်တာပြီးသွားရင်ကောင်းချင်းကောင်းချင်းပေါ့နော်ကောင်းချင်းပေါင်းနေပေါင်းကျွေးတယ်အဲပြီးရင်ကျွန်တော်တို့ဒီကြိုက်တယ်ပေါ့နော်အဲကျွန်တော်တို့ဟင်းလေးတွေချက်ကျွေးတယ်ဆိုတော့ကျွန်တော်ဖွားချက်တဲ့ဟင်းတကူကျွန်တော်အရန်ကြိုက်တယ်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ငါးလေးတွေပေါ့နော်ငါးလေးတွေဆိုတော့ဗျာကျွန်တော်တို့ အစုံပဲကျွန်တော်တို့ဒီတောင်ယာဘက်တွေမှာရတဲ့ငားတွေပေါ့နော်ဆိုတော့အဲ့ဒီမှာငဇိုင်းလေးလေးပါမယ်ဗျာပြီးတော့ငပြားမလေးလေးပါမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ငမွေဒိုးလေးလေးပါမယ်အဲ့ဒါလေးတွေကိုတေချာကြီးကို तू ကဖွေးနေအောင်စေးတာဟာဟိုရေးစေးတာရန်တန့်တယ်ပေါ့နော်ဖွေးနေအောင်စေးပြီးတော့ तू ချက်တာပေါ့နော်စီသေးရတယ်နည်းနည်းလေးပဲထည့်တာဆိုတော့ဒါသတိရသွားလို့ပေါ့ကျွန်တော်ရဲ့မိသားစုမင်းလေးကျွန်တော်တို့လည်းကျွန်တော်တို့ဖွားတွေရန်ချစ်ပါတယ်ပေါ့နော်ဟုတ်ပြီ ဂျောနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါဘောတော့အသက်ကြီးပဲအိုတွေကကျွန်တော်တို့ကာဝယ်ရမယ့်အဓိကသူတွေဖြစ်တဲ့အမျိုးသမီးတွေလည်းအပါအဝင်ကလေးသူငယ်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့အများနဲ့ဦးစားပေးပြီးတော့အဲကျွန်တော်တို့ safe fit အောင်ကြိုးစားနေကြပါတယ်ဟုတ်ပြီအဲ့တော့နေလို့နေစားသမားတွေကဒီနေ့မှပတ်စံမှာမရရင်နောက်နေ့ပါသူတို့ကအကျိုးထပ်သွားတယ်ဆိုတော့သူတို့ကဆန်လေးလေးရမယ်ဗျာတပေါင်းဝဲလေးရမယ်ဆိုတော့သူတို့ကနေပြီးတော့သူတို့ရဲ့ဘေးရွယ်လေးတွေကိုခဏထားပြီးတော့သွားပြီးတော့ရမလားဆိုပြီးတော့မက်လေးတွေတက်ပြီးတော့မဲဆိုစီယုံပဲလိုက်မိပါတယ်တဲ့ ဆိုတော့ဥစ္စာတောင်းတဲ့အချိန်ကျတော့ဘောလီဝေါ့ပုတ်တယ်အာဟိုအုပ်ချုပ်ရေးမှုပေးထားတယ်ဟိုစေမှုစီမှာဘာညာပေါ့ဗျာပေးရင်လည်းပေးထားမယ်ဘွားကောင်တွေကလည်းတည့်အတိုင်းပဲလေဆိုတော့ဘာမှလည်းဘယ်မှလည်းတိုင်လို့မရအောင် အချိန်နေပေါ့နော်ဒါကတော့ဒါကတပေါင်းဝဲရမလားလို့လိုက်ခင်မိတဲ့နေ့လုံးနေစားကျွန်တော်စိုက်ကားသမားနဲ့ဗီဒီယိုသမားတွေရဲ့အချိန်နေပေါ့နော် ဆိုတော့ဒီ UI ဘောနဲ့ပတ်သက်ပြီးတော့လေတို့ကဒီကျွန်တော်တို့ဒီစိုက်ကားသမားတွေဘေးရသမားတွေကိုအသုံးပြုထားတယ်ဆိုတာလေကျွန်တော်တို့ကြားသိထားရတယ်အချို့ဆိုရင်အာလုံလုံရေးလို့လို့အာဘာလို့ညာလို့လို့နဲ့ကောင်းနေလေအများကြီးရှိတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတယ်ဟုတ်ပါတယ်ဒါကတော့ပညာရှင်နေအောင်ထားရတဲ့အခြေအနေမဲ့လို့တို့အသုံးချဖို့အတွက်အသုံးချခံနေရတာတွေလေကျွန်တော်တို့နားလေပါတယ် ဟုတ်ပြီအခြားမျိုးနယ်တွေမှာလည်းတက်ဖလော့ပါတီကအဲ့လိုပဲတဲ့မဲဆွဲစည်းအောင်တာတွေရှိတယ်မြန်မာအဖြစ်ကကျွန်တော်တို့စိုက်ကသမားတွေဗီဒီယိုသမားတွေကိုခေါ်ယူတယ်လို့သိရတယ်ထို့နည်း၎င်းပဲကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းပဲဒါတက်ဖလော့ပါတီနဲ့အပြိုင်ပတ်စံပေးပြီးတော့မဲဆွဲစည်းအောင်ရေးလိုက်ဖို့တခေါ်နေတာလည်းရှိပါတယ်ဆိုတော့နည်းနည်းတော့ကြည့်ချက်လို့ပေါ့ဗျာကျွန်တော်တို့မျိုးပြ UG တစ်ဖွဲ့လုံးကလည်းပဲဒါအားလုံးသတိပေးပြောဆိုပြီးဖြစ်ပါတယ်ကိုယ်တိုင်လဲကိုရေးကြဖို့အတွက်တော့စလုံးလေးလှောက်ဖို့တော့လိုတယ်ဗျ ဇာမဲကျွန်တော်တို့တခါတည်းရန်ကြရင်ဗျာရတပီသူတွေပေါ့နော်အဲလူစုလူဝေးရမ်းများတဲ့ကာမယ်ကျွန်တော်တို့အများကြီးစင်ကြင်ရတာရှိပါတယ်ဟုတ်ပြီနေကုန်တော့နေနေနဲ့ကျွန်တော်တို့သဘောကျတဲ့ဒင်းလေးတစ်ခုပေါ့နော်ပြန်ပြီးတော့တင်ပြပေးချင်ပါတယ်အဲ့လာကဒီစိုးရင်ခေါင်းဆောင်ကိုရှင်းပြီးတော့ပေါ်လာဆွဲခံ လိုက်ရတယ်ကျွန်တော်လူငယ်၁၀ဦးလွတ်မြောက်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြခြင်းနဲ့ဗျဟုတ်ပြီစကိုင်းနဲ့ကက်ရူမျိုးနဲ့မှာဂျမ်ဖက်စစ်ခွတ်တက်ကပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်၁၀ဦးကိုအမှတ်၆၃၃၆တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်တဲ့အချိန်အဲ့ဒီလူငယ်၁၀ဦးကကားမောင်းတဲ့ဗီဇော်ရီကောင်ကိုဝိုင်းဝန်းတိုက်ခိုက်တက်ဖြတ်ပြီးတော့ဖျက်ပြစ်လွတ်မြောက်ခဲ့တယ်လို့ကက်ရူခံရင်အမှတ်၃ဣဒကဝေးတက်ဖွဲ့ဒါထောင်းရင်တောင်းဝင်ကတဦးကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဖြစ်စဉ်အောက်တိုဘာ15ရက်နေ့ကဗျနင်းငယ်တော့ကြာပါပြီ ဒီကနေ့အဲ့ဒရင်လေးတွေ့လိုက်ရလို့ပါဆိုတော့ကံမှုမျိုးနဲ့ဒါစပယ်နဲ့တာဂျွာပြီးစောတိစစ်စေးဂိတ်မှာကျန်ဖတ်ဖက်စစ်တက်ကခွေးသားတွေကလေခီးသွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်၁၀ဦးကိုအဲ့ဒီနေ့ညနေပိုင်းမှာပဲတဲ့ဂျန်ဖက်စစ်ခွေးတက်ရဲ့အမှတ်6 3 6တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်ခဲ့တာဖြစ်တယ်အဲ့ဒီကားနဲ့ပို့ဆောင်တဲ့ကားမောင်းရင်မောင်းဖြစ်တယ်ဗောနော်ပြီးစောတိကောင်းအောင် ဟိုပရာဆွဲခံရတဲ့ကျွန်တော်လူငယ်တွေကလန်ခီးတနေရာမှာပဲဝိုင်းဝန်းတိုက်ခိုက်ပြီး level ညစ်တက်လိုက်ပါတယ်ဆိုတော့အဲ့ဒီပဇော်ဒီကောင်ကတော့ပွဲချင်းပြီးတည်ဆုံးသွားတယ်လူငယ်၁၀ဦးကလွတ်မြောက်လာတဲ့အကြောင်းကိုကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်အတင်းအာရမစစ်မှုတန်းဒါကတစ်ဖက်နော်ပြီးတော့အချို့လူငယ်တွေကလည်းပဲနီးမျိုးစုံနဲ့နီးလန်းရှာပြီးတော့ထပြေးလွတ်မြောက်တာတွေလည်းအများကြီးတွေ့ရတယ်အချို့ဆိုရင်ကျွန်တော်တို့ဒါ ညီမနှိပ်ဆက်ရင်းနေပေါ့နော်အသက်ပါပေးလိုက်ရတဲ့လူငယ်တွေလည်းအများကြီးကျွန်တော်တို့သတင်းတွေကြားရပါတယ်အချို့ကြတော့လေအဖေတွေအမေတွေကိုနှိုက်ကစစ်မှုထမ်းဖို့အတွက်ပတ်စံယူပြီးတော့ထည့်ပေးလိုက်တာတွေလည်းကျွန်တော်တို့သတင်းတွေကြားထားရဟာကျွန်တော်တော့အံ့အောင်အံ့အော်တယ်ဟာဒီလိုအမေတွေလည်းရှိပါသေးလားပြီးတော့အချို့ကောင်တွေကလည်းခိုးဆိုးလူနိုင်ချင်လို့ပြောချင်တာကဗျာယူနီဖောင်းစစ်ခွေးယူနီဖောင်းဝတ်လိုက်ပြီးဆိုရင်ဒီကောင်တွေကတရားဝင်ခိုးစားလို့ရတယ်တရားဝင် တောင်းစားခွင့်ရတရားဝင်မရင်းကျင်ခွင့်ရတရားဝင်လူသက်ခွင့်ရတယ်အဲ့တော့ငွေလေးရမှာဗျာဒါอืมခကြញ្ញံဘွားတွေကဖြတ်တန်းလာတဲ့သူတွေရဒါခွေးပုံစံမျိုးအတုံးချရရှိတယ်ဗောနော်ချိန်မှာတေတော့တေတာဗောကျွန်တော်တို့အခုဆိုရင်ဒါတမ22ကကျွန်တော်ဂင်ပြင်းနေလေးကတော့ဝင်းချင်မှာအစုလိုက်ပြုံလိုက်တေသွားကြတယ်ဆိုတော့မနေ့ရတွေကအဲအဲ့တဲ့င်းကျွန်တော်ကြားတာဗောနော်ကျွန်တော်ရဲ့ အဓိကကကျွန်တော်လှမ်းပြီးတော့တရင်ပို့တယ်ကိုရှိုင်းရင်လည်းမိုင်းငွင်းလေးကိုဝင်လာပြီတဲ့စိတ်ဓာတ်ချလိုက်တော့အဲ့လောက်ပဲပြောတယ်ဒါပေမဲ့ဒီနေ့တရင်တက်လာတယ်လက်နဲ့ခဲရင်လည်းအများကြီးဗိုတာပေါ်ကြီးတောင်မှအာတပုံနေတောင်မှအဖော်ပြထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့တကယ်တမ်းတော့ကျွန်တော်ကင်းနေမြေမှာကရင်ဟာသူတို့ကိုကြော်ပြီးတော့ဘယ်အချမ်းဖက်စစ်ခွေးတက်ကမှစစ်ကြောင်းထိုးလို့မရအောင် ကရင်ကရင်ချင်းလမ်းပြလို့တာလမ်းပေါက်သွားတာတွေရှိတယ်ပြီးတော့လက်ရှိကရင်ကိုကြားဖြန့်ကြားဖြန့်ထိုးထည့်ထားတဲ့အခါမှာကရင်ကတော်တော်လေးကိုလောကန်ရတာခက်ခဲတဲ့အပိုင်းလေးတွေရှိတယ်ဆိုတော့ KK ပါအဲဒီမှာရှိတဲ့ကောင်တွေကိုအကုန်လုံးလက်နက်ကင်အဖွဲ့တွေကလက်နက်ကင်အဖွဲ့တွေ BGF ပေါ့ဗျာတပ်ပုံကြီးလည်းထွက်နေတာပဲအာလုံလုံကြီးပါယူပြီးတော့သူတွေအကုန်လုံးဟိုပို့ဒီပို့ဟိုမှာထားဒီမှာထားပြီးတော့အဲ့ဒီအဆောက်အဦတွေအကုန်လုံးကို မိုင်းခွဲပြီးတော့အခုတက်ချော့ဖြက်စီးပြနေတယ်ဆိုတော့ထိုင်းကားတော်မှာအဲ့ဒီအတန်ထွက်လာတယ်ဆိုတော့ကျွန်တော်တို့ဝင်လို့မိုးတွေဖြစ်လာမယ်ဗောနော်လက်ရှိချိန်မှာထောင်နဲ့ချီပြီးတော့အဲ့ကြားဖြန့်ဝင်နှန်းတွေကလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေကြတာရှိတယ်အချို့ကြောင့်လည်းဗျာမလုံးကြုံတော့ဘူးဗောနော်အထူးတော့ထွက်ပြေးမယ်ဆိုပြီးတော့ထိုင်းဘက်ကိုတောင်းမြစ်ကိုကူးပြီးတော့ထွက်ပြေးကြတာရှိတယ်အချို့သူရင်းနေပြီးတော့တိတ်သွားတဲ့တဲ့ဒီမှာကျွန်တော်ကြားထားရတာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်လက်ရှိချိန်မှာ အဲ့ဒီထပ်ပြတဲ့လူငယ်10ဦးကလည်းကျွန်တော်လွတ်မြောက်သွားပြီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ကျွန်တော်တို့ကမ်ဘူခန်အမှတ်3တက်ရင်မှာကျွန်တော်တို့ဒါရောက်ရှိနေပြီသူတို့ရဲ့မိသားစုတွေကိုလည်းပဲအကုန်လုံးကိုပြန်လဲအနှံပေးပြီးသွားပြီဗျာတကယ်ကိုဝမ်းမြောက်ဖို့ကောင်းတယ်ဗျာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တော့ပတ်တာဆွဲခံရတယ်ပြီးတော့ထပ်ပြလွတ်မြောက်လာတဲ့ကျွန်တော်လူငယ်10ဦးကိုသူတို့ရဲ့မိဘတွေစီလက်ထဲအရောက်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအားလိုက်တာဖြစ်တယ်ဟုတ်ပြီမင်းတို့မိဘတွေနဲ့လည်းမင်းတို့စကားပြောအဲ့တော့မင်းတို့ပြန်ရင်လည်းပြန်ပါတော့မပြန်ရင်တော့ငါတို့နဲ့ဆက်ပြီးတော့ဟလား စကွေမိဖို့မဲ့ပွဲမှာပါဝင်ခြင်းနဲ့ဆိုလည်းပဲဆက်ပြီးတော့မိဖို့ကြတာပေါ့ဒီလိုမျိုးပါကျွန်တော်လူငယ်တွေကစကားပြောရင်မိုက်တယ်တကယ်နေမြန်မာလဲအဲ့လိုပဲကျွန်တော်တို့ပြောကြတာများတယ်ဗျဟုတ်ပြီဒီကနေ့မှာကျွန်တော်ဆက်သွယ်လာတဲ့ဒါမန်လီနဲ့ပတ်သက်ပြီးတော့နော်တာဝန်ထမ်းဆောင်ခြင်းနဲ့ဆိုတဲ့ရေးပေါ်လူငယ်တွေများကြီးရှိပါတယ်ဆိုတော့မန်လီ PDF ရဲ့ link ကိုကျွန်တော်ဒါရိုက်ချပေးထားပါတယ်သူတို့နဲ့စကားပြောပါသူတို့နဲ့ဆက်သွယ်ပါဆိုတော့ကျွန်တော်ကတောင်ပိုင်းပြဟိုဘက်ကမြောက်ပိုင်းပြကျွန်တော်เนี่ยအရန်ဝေးတယ် ဆိုတော့ဒါပေမဲ့ကျွန်တော်ဒါရဲ့ link တွေကိုကျွန်တော်ချိတ်ဆက်ပေးမယ်ပြီးတော့ကုညီထောက်ပံ့ဝင်းရံကျင်တဲ့ကျွန်တော်မိသားစုနေရှိတယ်ဆိုလဲကျွန်တော် manly pdf နဲ့ဒါရဲ့ဆက်သွယ်ပေးပါမယ်ကျွန်တော်လည်းပဲ manly pdf တွေကျွန်တော်ရဲ့ပြီးတော့ disno တို့ဖန်တီးထားတဲ့တောင်းတမန်မှာ online site မှာဆိုတဲ့တခြင်းနဲ့ပတ်သက်ပြီးတော့လည်းပဲ nope open open တော့တို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်မလဲဆိုတာလဲဆွေးနွေးနေကြတာတွေရှိပါတယ်ဆိုတော့ manly ကတာဝန်ခံတူနဲ့လည်းစကားပြောဖို့ကျွန်တော်ချိန်ထားတာရှိပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုနေအားနဲ့သက်မလို့မျှော်လင့်ပါတယ် နောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပို့ပြီးတော့ကျွန်တော်ကောင်းပို့ပြီးတော့စူးစမ်းနေပါတယ်။ဂျမိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူနေကြကျွန်တော်မိသားစုဝင်တွေကျွန်တော်ပြန်ကောင်းလာမှာပါ။ကျွန်တော်လည်းအမြဲတမ်းကောင်းဖို့အတွက်ဆူတောင်းနေပြီးတော့ဆရာဝန်ညင်ကြတဲ့အတိုင်းကျွန်တော်နေနေပါတယ်။ဆိုတော့မမြင်ရတဲ့ဒဏ်ရာတွေဆိုတော့ဗျာကျွန်တော်တို့လည်းခတ်တယ်ပေါ့နော်ဟုတ်ပြီနည်းနည်းပဲစစ်ပြီးကပေးကြောက်ကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိသားစုတဝူးချင်းတဲ့ပြည်နဲ့ကင်ရှင်းပါကြောင်းလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါ